ောက်ဆွဲနွဲ့လို့ပါလို့ခေါ်ကြရလဲရှမ်းပြန်နွဲ့နေရဲ့ကိုကြီးထွင်ခဲ့လို့မြလားဒီနေ့တော့ဂျူရိုခောက်ဆွဲနဲ့ကောင်းကောင်းကြိုက်တက်တဲ့သူတွေမဖြစ်မနေသွားကြည့်တဲ့နဲ့ဆိုင်လေးတစ်ဆိုင်ကိုရောက်ခဲ့ပါတယ်ဒီဆိုင်လေးမှာကခောက်ဆွဲနွယ်ကျိုင်းတုံမီရှေမြေပဲတူဘူးနေလို့မျိုးအစားအသောက်ကောင်းကောင်းလေးတွေရတဲ့အပြင်ကျိုင်းတုံဝက်ခောက်ကင်ရဲ့ကျိုင်းတုံအကင်မှွှေးမှွှေးလေးတွေရဲ့နောက်ထပ်ယူရီယာအထောင်းအစုံလေးရပါသေးတယ်ဒီခောက်ဆွဲနွယ်ကရှမ်းပြည်အရှေ့ပိုင်းအစားအစာတစ်ခုဖြစ်ပြီးတော့သူ့ကိုရှမ်းပြည်လို့အခေါ်ဆိုရင်ခောက်ဆွဲနွယ်ခောက်ဆွဲအွန်ခောက်ဆွဲချက်ဆိုပြီးတော့လဲခေါ်ကြတည်ရဲ့ဂျူရိုစားခဲ့တာခောက်ဆွဲနွယ်အစုံပါအထဲမှာအသားရဲ့ ျက်ဥချောင်းရဲ့ကျက်ဥရဲ့အသီးရွက်လေးတွေပါပါတယ်သူရဲ့အရာတာကလေးသေးသေးချာချာနှက်ပေးထားတဲ့အသားလေးရဲ့လက်လက်ဆက်ဆက်အသီးရွက်လေးတွေရဲ့ကိုမြေပဲစီတန်းတန်းတင်းတင်းလေးနဲ့ရောပြီးတော့အပြင်ကနေမုတ်သားပျပျော့အီအီလေးနဲ့တွဲပြီးတော့စားရတာစိမ့်စိမ့်လေးနဲ့တော်တော်စားကောင်းတယ်ခေါဆွဲနှွဲကိုဆိုင်တော်တော်များများမှစားဖို့ပြင်မယ်ဒီဆိုင်ရဲ့ခေါဆွဲနှွဲအရာတာကပိုမွေးပြီးတော့ပိုစိမ့်ထွက်ပြီးထိမိနေရပဲဈေးကတော့တပွဲကို9000ပါနောက်ထပ်ကျိုးလို့စားခဲ့တာကမြေပဲတူပူနှွေးပါရန်ကုန်မှာကတူပူနှွေးဆိုရင်ကလပ်ပဲတူပူနှွေးဒီဝဝလေးပဲရတာများရပါတော့ဒီဆိုင်မှာတော့ပန်းရောင်တန်းနေတဲ့မြေပဲ တူပူနွေးလေးရလို့မှတ်စားဖြစ်ခဲ့ပါတယ်။ဒါရတာကတော့အချိုရေငန်တွေရမ်းမပါဘဲနဲ့မြေပဲရဲ့အစိမ့်တက်ရဲ့အချိုတက်ရဲ့ကြောင့်ဒီတူပူနွေးရဲ့အရာတာကအများကြီးပိုပြပေါ်လွင်သွားရပါဘောနော်။စံစည်းကလည်းအရင်စီးကပ်ပြီးလုံးထွေးနေရမျိုးစားခတ်တာမျိုးမရှိဘူး။နူးနူးအီအီနဲ့စားလို့တကယ်ကောင်းပါလေ။ဈေးနှုန်းကတော့တပွဲကို6000ပါ။နောက်ထပ်စားဖြစ်ခဲ့တာကကျိုင်းတုံအရာတာအကင်လေးတွေပါ။မာလာအရာတာကိုမှအရင်ထုံဆက်ငန်နေရမျိုးမဟုတ်ဘဲနဲ့အသားရဲ့မူလအရာတာလည်းမပြောက်ဘူး။မာလာအနံ့ကတင်းတင်းနဲ့ကင်ပေးထားတဲ့အနေထားကလည်းမမနေဘူး။နူးနူးအီအီလေးပေါ့နော်။တထောင်တန်ဒီ ကျိုင်းတုံအကင်လေးတွေကတချောင်းဆိုတချောင်းထိထိမိမိနဲ့တကယ်စားကောက်ပါတယ်ကျူတို့သွားစားခဲ့တာကဆင်အိုရန်လန်အောက်ဘလောက်မှာရှိတဲ့နေရာနှစ်ဆိုတဲ့ကျိုင်းတုံစားစားရတဲ့ဆိုင်လေးပါဒီလန်ထဲမှာကအခြားနာမည်ကြီး street food ဆိုင်တွေလည်းအများကြီးရှိရယ်လန်ကလည်းတန့်ပြီးတော့ကြဲကြဲဝန်းဝန်းနဲ့ကားရက်ဆရာနေရာတွေလည်းရှိပါတယ်အခုတော့အစာပိတ်အချို့တဲဖို့အတွက်ဒီလန်ကနာမည်ကြီးအေးဆိုင် boss family မှာ strawberry ဒိန်ချင်လေးဝင်တောက်လိုက်ပါအောင်မယ်သူရဲ့အရာတာကတော့လုံးဝ share ပဲ strawberry ဖက်လေးတွေနဲ့တကယ်တောက်လို့ကောက်ပါတယ်ပြစ်ပြစ်ကလေးဆိုရင်တော့ပိုကောင်းမယ်လို့ကြွထင်တယ်ဒီလန်လေးကလေ16လန်းနဲ့ဆင်အိုရန်လန်အပေါ် လောက်ထပ်ပိုတန့်ပြီးတော့သွားလာတာကရရရတာလည်းပို့ပြီးတော့အဆင်ပြေတယ်ဒီညလေးမှာ street food လေးတွေလာစားကြည့်ကြဖို့အကြံပြုရင်းနဲ့ဒီ vlog လေးကိုအဆုံးသတ်လိုက်ပါတယ်အားလုံးပဲတက်တာ